လူသမိုင်းမှာကြီးမားသောအင်ပါယာရီတွေကတခုရဲ့အခြေခံအုတ်မြစ်ကိုချခဲ့တဲ့အပြင်တိုက်ကြီးအများပြားရဲ့လူမှုရေးနဲ့နိုင်ငံရေးဘဝကိုပါပုံဖော်ခဲ့သူတဦးရှိပါသည်။ဒါရီပြင်သူကသူ့ရဲ့မျိုးရိုးဗီဇာကိုတကမ္ဘာလုံးနဲ့ကိုဖြန့်ကျက်ဖို့အတွက်တရဝင်းဇနီးက44ယောက်တရားမဝင်တရွာတကြီးစောက်ပြီးတော့မိမယူရာကအယောက်900ဝန်းကျင်နဲ့စုစုပေါင်းဇနီး950လောက်ပေါင်းသိမ်းခဲ့ပြီးသားသမီးပေါင်းလည်းမကြီးမတွက်နိုင်အောင်မွေးဖွားခဲ့ပါသည်။သူ့ရဲ့ယူရေးရှားဒေသတစ်ချောင်းနေမြေရှဲထွင်မှုနဲ့အတူပဲ သူမျိုးရိုးဗီဇကိုလည်းအကျဲကျဲပြန့်ပြန့်လက်ဆင့်ခံခဲ့တာကြောင့်မလို့ကမ္ဘာပေါ်မှာလူ၂၀၀ကတယောက်ကသူမျိုးရိုးဗီဇနဲ့ဆက်ဆက်နေတယ်လို့ခန့်မှန်းထားရပါသည်။တကမ္ဘာလုံးမှာရှိသမျှတိုက်တိုင်းမှာအမျိုးတွေရှိနေတဲ့သူကတော့တခြားသူမဟုတ်ပါဘူး။မွန်ဂိုသူရဲကောင်းကြီးသမိုင်းဝင်ဂျင်ဂျီခံပဲဖြစ်ပါသည်။နေချဲတဲ့နေရာမှာလည်းသူ့အင်ပါယာကကမ္ဘာအကျယ်ဆုံးအင်ပါယာဖြစ်ခဲ့တယ်လို့မျိုးဆက်ပြန့်ပွားရေးမှာလည်းဆရာတစုဖြစ်ခဲ့ပါသည်။ဒီနေ့မှာတော့ Alpha Wave Media နဲ့အတူတူပဲဇနီးအယောက်950လောက်ယူခဲ့ပြီး ကမ္ဘာလူကြီးရဲ့စက်ချက်တန်းလောက်နဲ့ဆွေမျိုးတော်ဆက်နေတဲ့သူတကမ္ဘာလုံးနဲ့အမျိုးတော်နေတဲ့သူ့ရဲ့တမိုင်းကိုလေးလာကြည့်လိုက်ကြရအောင်ပါဂျင်ဂျိခန်ရဲ့ဆွေမျိုးသားချင်းတွေအကြောင်းကိုမပြောခင်မှာဂျင်ဂျိခန်ဆိုတာဘာတူလဲဆိုတာပြန်နှွေးပေးပါဦးမယ်တမိုင်းတစ်ချောင်းမှာအကြီးအကျယ်ဆုံးစစ်ကောင်းဆောင်နေတဲ့ကတအူးဖြစ်တဲ့အပြင်နေချဲစစ်ဘိုလ်ကြီးတယောက်ဖြစ်ခဲ့တဲ့ဂျင်ဂျိခန်ကိုတော့သူ့ရဲ့မူလနာမည်ဖြစ်တဲ့တေမူဂျင်းလို့လူသိများပါတယ် သူကမွန်ဂိုလီးယားကဆင်းရဲတဲ့မိသားစုလေးမှမွေးဖွားခဲ့ပြီးငယ်ဘဝမှာဒုက္ခမျိုးစုံနဲ့ရင်ဆိုင်ခဲ့ရပါသည်။ဖားခင်ကိုရန်သူတွေကတပ်ဖြတ်လိုက်တဲ့အတွက်သူနဲ့သူ့မိသားစုဟာအစားအစာနဲ့နေစရာမရှိဘဲနဲ့တော်တော်ကြီးရုန်းကန်ခဲ့ရပါသည်။ဒါပေမဲ့သူကဘယ်တော့မှလက်မလျှော့ခဲ့ဘဲနဲ့မွန်ဂိုမျိုးနွယ်စုတွေကိုစူးစီးပြီးအင်အားကြီးမားတဲ့တပ်ကြီးတစ်ခုကိုတီထောင်ခဲ့ပါသည်။တေမူဂျင်ကနေကဘာအရှင်သခင်လို့အဓိပ္ပာယ်ရတဲ့အချင်းချင်းခံအဖြစ်ကိုတော့သူအင်အားကြီးနေတဲ့အချိန်မှာပဲနာမည်တွင်ခဲ့တာပါ။ ူရဲ့စည်ရေးပြူဟာရီဟာအလွန်ထူးခြားပြီးတော့အလွန်အောင်မြင်ခဲ့ပြီးသူရဲ့အုပ်ချုပ်မှုအောက်မှာမွန်ဂိုအင်ပါယာဟာအာရှတိုက်ရဲ့အစိတ်အပိုင်းတော်တော်များများကိုသိမ်းပိုင်နိုင်ခဲ့ပြီးကမ္ဘာသမိုင်းမှာအကြီးအမားဆုံးဂုံတွင်းအင်ပါယာဖြစ်အမှတ်တမ်းဝင်နိုင်ခဲ့ပါသည်နေချဲတဲ့နေရာမှာလေးတကဘာလုံးကိုတက်သိမ်းနိုင်တယ်လို့မျိုးဆက်ချန်တဲ့နေရာမှာလေးတကယ်ကိုဒိတ်ဒိတ်ကျဲဖြစ်ပါသည်ဆတ်သောရာစုအတွင်းမှာမွန်ဂိုလူမျိုးတွေဟာဇနီးများများစွာယူနိုင်ခဲ့ကြတဲ့တွေဖြစ်ပါသည် မွန်ဂိုမျိုးသားတွေဟာသူတို့သာတတ်နိုင်လို့ရှိရင်အချစ်တွေမြစ်တာတွေကိုဘေးချိတ်ပြီးတော့ဇနီးအများပြားယူနိုင်ပါလိမ့်။တကယ်လို့ချမ်းသာတဲ့တထေးဆိုရင်လည်းဇနီးတူကိုငွေနဲ့တကယ်ကိုပဲယူနိုင်ပါလိမ့်။ဒါပေမဲ့ဇလိုက်ကျော်ကြီးဂျင်ကြီးခံကတော့အချစ်အတွက်ငွေတပြားမှသုံးဖို့မလိုခဲ့သလိုဘဝမှာအငင်းတော်မခံခဲ့ရပါဘူးတဲ့ဂျင်ကြီးခံနဲ့သူ့ရဲ့ပထမဦးဆုံးဇနီးဘော်တီရူကလည်းပဲဒီလိုပါပဲဂျင်ကြီးခံဆိုပြီးတော့အောင်မြင်တဲ့သူရဲကောင်းကြီးဖြစ်လာတဲ့အနာဂတ်အတွက်နောက်ွယ်မှာသူမကမရှိမဖြစ်အရေးပါခဲ့ပြီး အဓိကအားဖြင့်အမွေဆက်ခံသူတွေကိုမွေးဖွားပေးဖို့ပါဂျင်ဂျစ်ခန်နဲ့သူ့ရဲ့ပထမဇနီးဘော်ဒီရူရဲ့ဖခင်တွေဟာသူတို့အသက်၁၀နှစ်အရွယ်မှာပဲတွေ့ဆုံပြီးခဲ့ကြပါသည်ဖခင်တွေကသူတို့သားသမီးတွေကိုလက်ထက်ထိမ်းများမှုစီစဉ်ပေးခဲ့ပြီးအဲ့ဒီအချိန်ကတော့တင်မူဂျင်လိုလူသီးများတဲ့ဂျင်ဂျစ်ခန်ဟာသူတို့ရဲ့မင်္ဂလာဆောင်သည့်အထိဘော်ဒီရဲ့မျိုးနွယ်စုတွေနဲ့အတူတူပဲနေထိုင်ခဲ့ရပါသည်အဲ့ဒီအချိန်ကစပြီးသူတို့နှစ်ယောက်အနေနဲ့အချစ်ဆက်လန်းလေးကစတင်လာခဲ့ပြီးအဲ့လိုနဲ့နောက်တော့ကောင်လေးကကောင်မလေးကိုချစ်ကြိုက်လက်ထပ်ခဲ့ကြပါသည် ီလိုနဲ့ပဲကံကောင်းမလို့လို့နဲ့ကံကမကောင်းမြန်မဘူးအဲ့တော့ကတော့တေမူဂျင်လို့ခေါ်တဲ့ဂျင်ဂျီခန်ကြီးရဲ့အနာဂတ်ဇနီးလောင်းလေးကိုရန်သူတွေကပြန်ပေးဆွဲသွားခဲ့ပြီ။ကောင်လေးကသူမကိုကယ်တင်မှုအတွက်လမ်းတစ်လျှောက်မှာရှိတဲ့မျိုးနွယ်စုတွေလူတိုင်းကိုအနိုင်ယူဖျက်ဆီးပစ်ခဲ့ပါရီ။အဲ့ဒါကြောင့်လေဂျင်ဂျီခန်ကိုချစ်တက်လွန်းသူကြီးဂျင်ဂျီခန်ဆိုပြီးတော့နာမည်ပေးထားကြတာပါ။အဲ့လိုနဲ့ပဲဂျင်ဂျီခန်ဟာသူ့ဘဝရဲ့အခြေအဦးလေးဖြစ်ပထမဦးဆုံးလက်ထပ်မဲ့မိန်းကလေးဖြစ်တဲ့ဘော်ဒီကိုရန်သူတွေလက်ထဲကနေပြီးတော့သွားရောက်ကယ်တင်ပြီးချိန်မှာ မကြခင်ပဲသားတယောက်မွေးဖွားခဲ့ပါသည်ဒါပေမဲ့ဒီကလေးကဘသူကလေးဆိုတာမိကုံးထုတ်เสียရှိလာပါသည်ဘာကြောင့်လဲလို့မေးရင်တော့ဘော်တီးကိုမဲရီကီလို့ခေါ်တဲ့လူမျိုးနွယ်စုကရှစ်လနီးပါးကြောင်ပြန်ပြီးဆွဲထားခဲ့လို့ပါအတီးကြောင့်မသိနိုင်ပေမဲ့ဂျင်ဂျီခန်ကတော့မွေးဖွားလာတဲ့သူ့ရဲ့သားလေးကိုသူ့ရဲ့ကိုယ်ပိုင်သားတယောက်အဖြစ်နဲ့မွေးမြူခဲ့ပါသည်အဲ့ဒီကလေးလေးနာမည်ကိုတော့ဂျိုချီလို့ခေါ်ပါသည်ဂျိုချီအပြင်ဂျင်ဂျီခန်အနေနဲ့ပထမဇနီးနဲ့အတူတူပဲနောက်ထပ်သား၃ယောက်နဲ့သမီး၅ယောက်ကိုလည်းမွေးဖွားခဲ့ပါသည် သူသားတွေမှာလည်းကိုပိုင်စိတ်ရင်းနဲ့ခေါင်းဆောင်မှုအောင်မြင်မှုတွေရှိခဲ့ကြပါပဲ။ဘသူကမှတော့ဖားခင်ရဲ့အရေးအောက်ထဲကနေရုံမထွက်နိုင်ခဲ့ကြပါဘူး။ဒါပေမဲ့ဂျင်ကြီးခန့်ရဲ့တမျိုးတွေကလည်းမဟာမိတ်နိုင်ငံတွေရဲ့ဘယင်းနေနဲ့လက်ထပ်ခဲ့ရပြီးသူရဲ့ကြီးထွားတဲ့အင်ပါယာကြီးကို လုံခြုံအောင်လုပ်ရမှာအရေးပါတဲ့အခန်းကဏ္ဍကနေအများကြီးပါဝင်ခဲ့ကြပါလိမ့်။ဂျင်ကြီးခန့်ဟာသူရဲ့တမျိုးတွေကိုမဟာဗျူဟာမြောက်တန်တမန်အခန်းကဏ္ဍတွေအတွက်လည်းအသုံးချခဲ့ပါလိမ့်။ဒါကြောင့်မလို့ဂျင်ကြီးခန့်တို့ဆွေမျိုးသားချင်းတွေဟာတာမန်လူတွေလုံးဝမဟုတ်ခဲ့ကြပါဘူး။ ပထမဇနီးဖြစ်တဲ့ Borody ဟာဂျင်ဂျေးခန်ရဲ့နှလုံးသားတွေကတဦးရီသောအမျိုးသမီးလည်းမဟုတ်ခဲ့ဘူးလို့ဆိုလို့ရပါသည်။ခန်အနေနဲ့နေချေပြီးတော့အောင်မြင်တဲ့အခါမှာသူသိမ့်ပိုက်အောင်နိုင်ခဲ့တဲ့လူမျိုးစုတွေကအကြီးကဲရဲ့သမီးရဲရင်တဲ့အမျိုးသမီးစစ်တီတော့စသဖြင့်အမျိုးသမီးတွေကိုဇနီးအဖြစ်လက်ထပ်ပေါင်းသိယူပါသည်။အဲဒါကြောင့်မလို့ဂျင်ဂျေးခန်ရဲ့ဒုတိယဇနီးလို့နာမည်ကြီးတဲ့ခူလန်ကိုသူ့ရဲ့ဖခင်မျိုးနွယ်စုကို တိုက်ခိုက်ပြီးအနိုင်ရခဲ့တဲ့အချိန်မှာတစ်ဖက်ကဆစ်ရှုံးကျွေးအနေနဲ့သမီးဖြစ်သူကိုစတ်တာရင်နဲ့ဆုလက်ရခဲ့တာဖြစ်ပါသည်။ ူမကနေမျိုးတွေကိုမဟာဗျူဟာမြောက်စီမံခံခွဲတဲ့ကိုပိုင်ကောင်းဆောင်တို့အဖြစ်ယက်တည်ခဲ့ပြီးဂျင်းကြီးခန့်ရဲ့ဇနီးတွေကအထက်မြတ်ဆုံးတယောက်ဆိုရင်လည်းမမှားပါဘူးဂျင်းကြီးခန့်ရဲ့ကဘာမှာလက်ထက်ချင်းကထာဝရမတည်မြဲတဲ့အရာပါဂျင်းကြီးခန့်အနေနဲ့ဇနီးမယားတွေနဲ့လာအနေငယ်လောက်ပေါင်းပြီးသွားရင် သူနဲ့သားသမီးယူကိုဝင်ရကလေးမွေးပြတာနဲ့ကွာရှင်းတတ်ကြပါလိမ့်ပြီးရင်လည်းဂျင်းကြီးခန့်ရဲ့အနီးနားမှာရှိတဲ့သူတွေနဲ့ပဲပြန်ပြီးတော့အိမ်အောင်ပြုကြတာပါ ဇနီးတဲ့ကတယောက်ဆိုရင်ကွာရှင်းပြီးတော့လာအနေငယ်မှာပဲခံရဲစစ်တပ်ဗိုလ်ချုပ်တူနဲ့ပြန်ပြီးတော့လက်ထပ်ခဲ့ပါရီတချို့ငယ်ရွယ်နူးပြူတဲ့ခံရဲအငင်းအနှောင်းလေးတွေကလည်းပဲဂျင်ဂျစ်ခံလို့သူရဲကောင်းကြီးကိုကွာရှင်းပြီးတာတော့မှသူရဲ့သွေးသားကိုသဘောကျတဲ့အတွက်ခံမွေးထားတဲ့သားရီတွေကတယောက်နဲ့ပြန်ပြီးတော့လက်ထပ်တာမျိုးရှိပါရီကြားရတာဖေအင်းနဲ့လက်ထပ်ပြီးသားနဲ့လက်ထပ်တယ်ဆိုတော့နားရဲမှာကန့်လန့်ကြီးဖြစ်နေနိုင်ပေမဲ့ဂျင်ဂျစ်ခံရဲ့အိမ်အောင်ဇက်တွေကဒီလိုမျိုးပါပဲတချို့ကလည်းပဲဂျင်ဂျစ်ခံဟာစစ်တီတော်ကောင်းမလို့ဒီလိုမျိုးမလုပ်ပါဘူးဆိုပြီး တမိုင်းသစ်ဖန်တီးတာမျိုးတွေလည်းရှိပါသည်အနည်းစားဆုံးပြောရလို့ရှိရင် Jack Weatherford လို့ခေါ်တဲ့တမိုင်းပညာရှင်တစ်ယောက်ဟာယနေ့ခန့်ဟာတစ်ချိန်တည်းမှာဇနီးလေးယောက်ထပ်ပိုမယူခဲ့ဘူးသူမှာဇနီးမယား900ကျော်မရှိခဲ့ပါဘူးဆိုပြီးတော့ငင်းဆိုခဲ့တာမျိုးရှိပါသည်ဒါပေမဲ့လည်းတသက်အထောက်အထားအခိုင်အလုံးနေနဲ့ဇနီးတွေနဲ့မယံငယ်တွေများစွာရှိနေတဲ့ကိစ္စကတော့အတော်လေးဝေဝဲရခက်ပါသည်ခံကအနိုင်ရရှိတဲ့မျိုးနွယ်စုကအမျိုးသမီးတွေကိုစုအဖြစ်ယူခဲ့တာကိုထည့်သွင်းစဉ်းစားမယ်ဆိုရင ဂျင်ဂျစ်ခန်ရဲ့ဘဝတစ်လျှောက်လုံးမှာတိုက်ပွဲပေါင်းများစွာကိုဆင်နွှဲခဲ့ရတာဖြစ်ပြီးအဲ့ဒီတိုက်ပွဲတိုင်းကလည်းအောင်နိုင်ခဲ့တဲ့အတွက်တပွဲနိုင်တိုင်းမိမတယောက်ယူမယ်ဆိုရင်တော့မှဇနီးပေါင်းရာကျော်ကလေးရာပေါင်းများစွာကိုမွေးဖွားပေးနိုင်ခဲ့တယ်လို့ခန့်မှန်းလို့ရပါသည်ဖေဖြစ်သူတယောက်ထဲကြောင့်ပဲခံမျိုးဆက်ကြီးတစ်ကဘာလုံးပြည့်နှံ့တာမျိုးလည်းမဟုတ်ပါဘူးဂျင်ဂျစ်ခန်ရဲ့သားရီအရွယ်ရောက်လာတဲ့အခါမှာဖခင်နဲ့အတူစစ်ပွဲတွေအတူတူတိုက်ခိုက်ခဲ့ကြပြီးနောက်ပိုင်းမှာဖခင်လိုပဲဇနီးများများစွာနဲ့ကလေးတွေအများပြားမွေးဖွားခဲ့ကြပါသည် ပထမဇနီးဖြစ်သူဘော်ဂျင်နဲ့မွေးဖွားခဲ့တဲ့ဂျိုချီဆိုတဲ့သူ့ရဲ့သားလေးဟာဂျင်းကြီးခန်ရဲ့သားအရင်းလို့ပဲမှတ်ယူထားပေမဲ့ဖေးထက်သားလက်ဆောင်ထက်တဲ့သားတစ်ယောက်ဖြစ်ပါလိမ့်။သူကဇနီးမယားရည်တွက်ဖို့တောင်မှခက်ခဲတဲ့အယောက်ရည်ပေါင်းများစွာနဲ့ကလေးစွတ်စွတ်ပေါင်း14ယောက်ကနေအယောက်40လောက်အထိမွေးဖွားခဲ့တယ်လို့တမိုင်းအထောက်အထားတွေကညွှန်ပြနေပါလိမ့်။သားတွေကလည်းဇားရှိတယ်လို့ဖခင်ဖြစ်သူကလည်းဇားရှိတဲ့အတွက်နေမီတိမ့်မလားမိမယူမလားဒီနှစ်ခုလောက်တဲ့နေရာမှာအင်မတန်မှထူးချွန်ကြတာပါ။ ီလိုကြောင့်မလို့လေတကဘာလုံးမှ ရှိသမျှလူနေရာမှာတယောက်လောက်ကဂျင်ကြီးခံနေသွားပြီးအမျိုးတော်နေတာပါဂျင်ကြီးခံရဲ့ပထမဇနီးကနေမွေးဖွားခဲ့တဲ့သားသုံးယောက်ဇလုံးဟာ1229ခုနှစ်မှာသူသေဆုံးသွားတဲ့အချိန်အင်ပါယာရဲ့အစိတ်ပိုင်းတွေကိုစက်ခံခဲ့ကြပါသည်သူရဲ့တတိယမြောက်သားကတော့ဒုတိယမြောက်မဟာခံဖြစ်လာခဲ့ပြီးဂျနေဒရီကတော့အနောက်ပိုင်းဒေသနဲ့မွန်ဂိုလွင်ပြင်တွေကိုအုပ်ချုပ်ခဲ့ကြပါသည် ဂျင်းညခိုင်ရဲ့တတရသားနဲ့အဓိကဇနီးကနေစက္ကန့်သူမမွေးဖွားခဲ့ပေမဲ့လေနောက်ထပ်ဇနီးကတော့သား9ယောက်မွေးဖွားခဲ့ပါသည်ဂျင်းညခိုင်ဒုတိယသားရဲ့အဓိကဇနီးကလည်းသား4ယောက်မွေးပါသည်အဲ့လိုနဲ့ဘရင်ရဲ့သား3ယောက်ကနေအ ਨੇ ဆုံးအမွေစက္ကန့်သူ20လောက်တောင်မှထပ်ပြီးတော့ရှိလာပြန်သေးတာပါဒါကြောင့်မလို့73ရာစုမှာမွန်ဂိုလီးယားတခွင်ခံမျိုးနွယ်ဝင်တွေအများပြားရှိခဲ့တယ်လို့ပြောလို့ရပါသည်သူအုပ်ချုပ်နေတဲ့ကာလတစ်လျှောက်လုံးမှာလေဂျင်းညခိုင်ရဲ့သားတွေဟာ မွန်ဂိုဩဇာအာဏာနဲ့ဒီရန်တွေကိုနေရာအနှံ့ဖြန့်ကျက်ဖို့အတွက်အလွန်မဲ့စိတ်အားထက်သန်ခဲ့ကြပါသည်ဒီအစင်းလာဟာမျိုးဆက်တစ်ခုကနေနောက်မျိုးဆက်တစ်ခုကိုဆက်လက်တည်ဆောင်သွားပြီးဂျင်းညစ်ခန့်ရဲ့မြစ်ဖြစ်ပြီးတရုတ်ပြည်ကရွမ်မင်းဆောက်ကိုတည်ထောင်ခဲ့သူကူပလိုင်ခန့်ဟာလည်းပဲသူ့ရဲ့ဖခင်နဲ့အဖိုးရဲ့ခြေရာကိုလိုက်နင်းခဲ့ပါသည်သူဟာလည်းပဲသားသမီးပေါင်းဒါဇင်ပေါင်းများစွာကိုမွေးဖွားခဲ့ပါသည်မာကူပိုလိုရဲ့အဆိုအရကူပလိုင်မှာသားသမီးတရဝင်း၁၈ရောက်ရှိခဲ့ပြီး ဒါဟာသူ့ရဲ့တရားဝင်စနီးတွေကနေမွေးဖွားတဲ့ကလေးအရေးအသားရှိပါသည်။သူမှရှိခဲ့တဲ့မယငယ်များစွာကမွေးဖွားခဲ့တဲ့ကလေးတွေကိုပါထည့်ပေါင်းလိုက်မယ်ဆိုရင်ဒီအရေးအတွက်ကအများကြီးပိုလာနိုင်ပါသေးတယ်။ဒီလိုနဲ့ပဲခံမီသားစုရဲ့မျိုးရိုးဗီဇာကို၂ရာအနှံ့ကိုဖြန့်ကျက်စေခဲ့တာပါ။ဒါဆိုရင်ဟုတ်တော့ဟုတ်ပါပြီ။ဂျင်ဂျီခန်တဲ့အမျိုးတော်နေတဲ့လူပေါင်း၁၆တန်းလောက်ကိုဘလူဘလူများရှာဖွေတွေ့ရှိပြီးသိရှိသွားခဲ့ကြတာလေ။ ဂျင်ဂျီခန်ကဘလူမတာမန်ဘရင်တူမဟုတ်ခဲ့ပါဘူးသူရဲ့အင်ပါယာကအာရှတလွားကနေ14ရာစုအလယ်ပိုင်းမှာအရှိဥရောပအထိကျေပြန့်ခဲ့ပါသည်ဂျင်ဂျီခန်ရဲ့သားတွေကဒီချဲထွင်မှုအများစုကိုဦးဆောင်ခဲ့တာကြောင့်မလို့ရင်ကျေးမှုနဲ့ဇီဝဗေဒဆိုင်ရာရောနှောမှုတွေဟာမွန်ဂိုဒီယန်နေပြန်ပွားမှုကိုအားပေးခဲ့ပါသည်အထူးသဖြင့်ဂျင်ဂျီခန်ကိုရိုင်းရဲ့မျိုးရိုးဗီဇာပါပဲခမာသူရဲ့ရင်သူတွေကိုအနိုင်ယူပြီးတော့ပြည်စည်းဥစ္စာတွေနဲ့အမျိုးသမီးတွေကိုစုလက်အဖြစ်ယူဆောင်တတ်တဲ့မူဝါဒရှိပါသည် ဲ့ဒီအချိန်တွေမှာကလေးတွေအများပြားမွေးဖွားခဲ့ကြပြီးသူ့ရဲ့တပ်ဖွဲ့ဝင်တွေဟာလည်းပဲသူ့ရဲ့မျိုးရိုးဗီဇာတွေကိုအမြဲတမ်းတည်ဆောင်သွားခဲ့ကြပါသည်ဒါပေမဲ့ဒီလိုအောင်နိုင်မှုတွေအကုန်လုံးကိုသိပ္ပံပညာကမဖော်ထုတ်နိုင်ခင်ထီတော့ခံရဲ့မျိုးပွားနိုင်စွမ်းနဲ့တက်ရောက်မှုဟာတကယ်တမ်းဒီဒီကြားကြားမသိရှိနိုင်ခဲ့ပါဘူးဒီအကြောင်းအရာကို2003ခုနှစ်မှာသူ့ဒေသတွေကအရင်မွန်ဂိုအင်ပါယာတလျှောက်ကလူတွေရဲ့သွေးနမူနာတွေကိုစုဆောင်ခဲ့ကြပါသည်ဥဆောင်စင်ငယ်ပြောင်းလဲမှုဆိုင်ရာဇီဝဗေဒပညာရှင် ခရစ်စတိုင်လာစမစ်ဟာ အဲ့ဒီဒေတာကအမျိုးသား800ခိုင်နှုန်းရဲ့ Y chromosome မျိုးရိုးဗီဇမှာထူးခြားတဲ့အမှတ်အသားတွေကိုတွေ့ရှိခဲ့ပါသည်။အဲ့ဒီထူးခြားတဲ့အမှတ်အသားပုံစံကကမ္ဘာလူဦးရေရဲ့3.5ခိုင်နှုန်းမှာတွေ့ရပါသည်။အဲ့ဒီ Y chromosome ပုံစံဟာလွန်ခဲ့တဲ့နှစ်ပေါင်း1000လောက်ကမွန်ဂိုလီးယားကနေစတင်ခဲ့တယ်လို့ကောက်ချက်ချခဲ့ပြီးဒါဟာတိုက်ဆိုင်မှုမဟုတ်ဘူးဆိုတာကိုအတည်ပြုနိုင်ခဲ့ပါသည်။အဲ့ဒီထူးခြားတဲ့မျိုးရိုးဗီဇဟာခံမျိုးရိုးဗီဇခံကြီးမဲ့ဖြစ်ပါသည်။ 2003ခုနှစ်ရဲ့ကမ္ဘာအမျိုးသားဥယျာဉ်ပေါ်အခြေခံပြီးခမ်းမန်းကြီးကမ္ဘာအမျိုးသား16တန်းကျော်ဟာဂျင်ဂျစ်ခန်ရဲ့မျိုးရိုးဗီဇာနဲ့လုံးဝကိုမှဆက်နွယ်နေတယ်လို့ယူဆခဲ့ကြရပါသည်။နေချေပြီးတော့ကမ္ဘာကြီးကိုတိုင်းခဲ့ယုံနေမှာမဟုတ်ပါဘူး။ရှိသမျှအမျိုးသမီးဇနီးအဖြစ်လာလို့တော့မှထင်ရလောက်အောင်မိမအယူကျန်းခဲ့တဲ့ဂျင်ဂျစ်ခန်ပဲဖြစ်ပါသည်။ဒါကြောင့်မလို့ဂျင်ဂျစ်ခန်ဟာဒကဘာလုံးမှရှိတဲ့ယောက်ျားသားတော်တော်များများနဲ့အမျိုးတော်နေတယ်လို့ပြောကြတာမျိုးဖြစ်ပြီးအထူးသဖြင့်အာရှတိုက်မှာသူ့ရဲ့မျိုးရိုးဗီဇာနဲ့ကင်းနေလို့မရှိဘူးလို့တော့မှဆိုလို့ရပါသည်။ တကယ်ကိုထူးခြားသလိုကိုကိုရိုင်းတော်မှတမိုင်းဝင်ဒန္နာရီလာသူရဲကောင်းကြီးဂျင်ဂျေးခန်ရဲ့မျိုးရိုးဗီဇအပါကောင်းပါလာနိုင်ပါ ರೀ ။ဒါကြောင့်မလို့လေဂျင်ဂျေးခန်ရဲ့မျိုးဆက်တွေဟာယနေ့အချိန်ထိတည်ရှိနေသေးပါ။အမျိုးသမီးတွေအနေနဲ့ဂျင်ဂျီခန်နဲ့ဘလောက်ဆက်ဆက်နေလဲဆိုတာကိုသိပ္ပံပညာရှင်တွေကမသိကြပါဘူး။ဒါဟာကျွန်တော်တို့ဘယ်တော့မှလည်းသိနိုင်မယ့်အရာမဟုတ်ပါဘူး။ဘာကြောင့်လဲမင်းရင်တော့မျိုးရိုးဗီဇာထဲမှာတွေ့ရတဲ့ Y chromosome ဆိုတဲ့မျိုးကွဲတစ်ခုဟာ အမျိုးသားကလေးအဖြစ်ပြောင်းလဲပေးတဲ့ဇီဝဗေဒဆိုင်ရာအစိပ်ပိုင်းတစ်ခုဖြစ်တဲ့အတွက်အမျိုးသားတွေမှာပဲတွေ့ရှိရပါသည်။ဒါကြောင့်မလို့သူတေသူတွေဟာအမျိုးသားတွေကိုပဲစစ်ဆေးပေးနိုင်ပါသည်။သမိုင်းဆိုင်ရာသူတေသနာတွေကဂျင်းကြီးခံမှာဒါသမီးအရေးအတွက်အတူတူလောက်ရှိခဲ့တယ်လို့ထောက်ခံခဲ့ပြီးဒါပေမဲ့အမျိုးသမီးတွေမှာတော့ Y chromosome လို့မရှိတဲ့အတွက်ခံတဲ့သူရဲ့မျိုးရေးဂျားတွေကဆက်ဆက်မှုကိုဆုံးဖြတ်ဖို့အတွက်တော်တော်လေးမလွယ်ခဲ့ပါဘူး။ဒါပေမဲ့အမျိုးသမီးတွေကသူတို့ရဲ့အမျိုးသားဆွေမျိုးတွေကနေတဆင်သူတို့ရဲ့စဉ်းစားမှုကိုခြေရာခံနိုင်ပါ ರೀ သူရဲ့ဘိုးဘွားဟာအောင်မြင်ဆုံးဘုရင်တစ်ပါးဖြစ်ခဲ့တယ်ဆိုတော့ကခန်းသေးဆုံးပြီးနောက်ရာဇုနှစ်ပေါင်းများစွာကြောင်းလေးဂုံယူစရာတစ်ခုဖြစ်ခဲ့ပါလိမ့်။ဥပမာဂျင်ဂျီခန်လိုမျိုးပဲ၁၄ရာစုအလဲပိုင်းမှာအာနာရလာခဲ့တဲ့တီမူရ်ဟာကြီးကျယ်တဲ့ခန်းရဲ့မျိုးဆက်ဖြစ်တယ်လို့ပြောဆိုခဲ့ပါလိမ့်။ဒါဟာအရိခေတ်မှာရရှိဖို့ခက်တဲ့အလွန်ကောင်းတဲ့အမှတ်တမ်းတစ်ခုပါပဲ။မွန်ဂိုအင်ပါယာအလဲပိုင်းအားရှောက်မှကြဆင်းလာချိန်မှာတီမူရ်ဟာသူ့ရဲ့ကိုပိုင်အင်ပါယာကိုတီထောင်ခဲ့ပါလိမ့်။တကယ်တမ်းတော့တီမူရ်နဲ့ဂျင်ဂျီခန်ကြားမှာဆက်ဆက်မှုမရှိနိုင်တာကြောင့် ်အန်ဒီယကင်းမှုအတွက်ဒီမူရဟာဂျင်ဂျေခန်ရဲ့မျိုးဆက်ဖြစ်တယ်ဆိုပြီးဆိုထားတဲ့အမျိုးသမီးအများပြားနဲ့လက်ထပ်ခဲ့ပါရီအဲ့ဒီနေ့ခေတ်မှာတော့ခံမျိုးနယ်စုရဲ့အစိပ်ပိုင်းဖြစ်ဖို့အတွက်ဆရာထက်တန်သူတွေရှိနေခဲ့သေးတာပါမြန်မာခေတ်ကိုရောက်တဲ့အချိန်2004ခုနှစ်မှာလေးပဲလန်ဒန်မြို့ကစားတောက်ဆိုင်တစ်ဆိုင်ကဂျင်ဂျေခန်ရဲ့မျိုးဆက်ဖြစ်တယ်ဆိုတာကိုတတ်သိပြနိုင်တဲ့သူဘသူ့ကိုမဆိုအခမဲ့ညစာကြွေးမယ်ဆိုပြီးတော့ပွဲတစ်ခုလုပ်ခဲ့ပူပါရီသူတို့ကိုယ်တိုင် DNA တွေကိုစစ်ဆေးပြီးတော့အဲ့ဒီ Y chromosome ကိုစမ်းသပ်ခဲ့ပြီးတပတ်တစ်ချိန်စမ်းသပ်ပြီးတာကြောင့်မလို့ မနေလာတဲ့ဂျင်ကြီးခန်ရဲ့ဆွေမျိုးတစ်တိုက်ကိုလည်းပဲလက်တွေ့မြင်လိုက်ကြရပါသည်ဂျင်ကြီးခန်ဟာတကယ်ကိုမှစူပါစတက်လို့ခေါ်တဲ့သူတူပါဒီလိုမျိုးစူပါစတက်လို့ခေါ်ရတဲ့အတုံးအနှုံးကတော့တမိုင်းတစ်လျှောက်လုံးမှာစက်တူးကိုပဲပညာရှင်တွေကတွေ့ရှိခဲ့ကြပါသည်အတိပ္ပယ်ကတော့မျိုးရိုးပီစာကိုအတက်နိုင်ဆုံးဖြန့်ကျက်ပြီးရေရှည်တီတဲ့နဲ့အမွေအနှစ်ကိုထားခဲ့ကြတဲ့သူတွေပါအနည်းဆုံးတော့ဂျင်ကြီးခန်အထွတ်ဒါကအလုပ်ဖြစ်ခဲ့တယ်လို့ဆိုလို့ရပါသည်ကျွန်တော်တို့အခုထိသူ့အကြောင်းကိုပြောနေကြဆဲဖြစ်တယ်လို့ တမိုင်းစာအုပ်တွေမှာလည်းပဲဂုံယူဝင်ကြွားစွာနဲ့ပေါ်ထုတ်နေကြတော့မှာပဲဂျင်ဂျီခန်အဖြစ်တခြားသောကဘာကြီးကိုအခုလိုမျိုးပြောင်းလဲပြစ်ခဲ့တဲ့သူများများဆဆရှိမနေခဲ့ပါဘူးဥပမာ16ရာစုကချင်းမင်းစာဟာတရုတ်ခေါင်းဆောင်ဂျီယိုကန်ကာရဲ့ဒီအန်တွေကိုအရှိအရှာမှာစစ်ဆေးခဲ့တဲ့အမျိုးသားတွေရဲ့3.3ရာခိုင်နှုန်းလောက်မှာတွေ့ရှိခဲ့ရပါသည်ဒါကလေးစားစရာကောင်းတဲ့အရေးအတွက်ပါနောက်တစ်ဦးကတော့အိုင်ယာလန်ဘီယင် Nile Nigeria Lake ပါပဲသူရဲ့ဒီအန်တွေကိုလည်းပဲအိုင်ယာလန်လူဦးရေရဲ့800ခိုင်နှုန်းမှာတွေ့ရှိခဲ့ပြီး နယူးယောက်မှာ200ခန့်နှုန်းပါဝင်နေတာတွေ့ရှိခဲ့ရပါသည်။ဘယ်သူတွေပဲဘလောက်ပဲပြောပြောဂျင်ကြီးခန့်ရဲ့ကမ္ဘာမှာဆွေမျိုးတော်စားနိုင်စွမ်းကိုတော့မှီမှာမဟုတ်ကြပါဘူး။ဒေချာပါလေပရိသတ်တွေကြည့်နေတဲ့အထက်မှာလည်းပဲဂျင်ကြီးခန့်ရဲ့ဆွေမျိုးတွေပါကောင်းပါနေပါလိမ့်မယ်။ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲဗျ။နောက်ထပ်လည်းအခုလိုမျိုးစိတ်ဝင်စားစရာကောင်းမယ့်ကွန်တန့်အကြောင်းအရာတွေနဲ့အတူဘူးတုဒ္ဒရဖို့ရာအကြောင်းအရာတွေကိုရှာဖွေတင်ဆက်ပေးအောင်ပါဗျ။ဂျိုင်းနေတတ်တဲ့ဆိုရင်တော့ channel လေးကို subscribe လုပ်ခဲ့ဖို့အတွက်လည်းမမေ့ပါနဲ့အောင်ဗျ။အဆုံးထိကြည့်ရှုအားပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။